အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာကတော့ကျွန်တော်တို့ပထမမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်ပြီးတော့ဗုဒ္ဓဘာသာတရဏဒုံဃာရေးကိုအရေးပေးလှုပ်ဆောင်ခဲ့တဲ့နော်ရတာမင်းကြီးရဲ့အကြောင်းကိုကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နော်ရတာမင်းကြီးရဲ့အကြောင်းကိုမပြောမီကျွန်တော်တို့နော်ရတာမင်းရဲ့မတိုင်မီမင်းဆက်တွေနဲ့မြစ်သွဲပြီးတော့ယုံကြည်ကိုးကွယ်ခဲ့တဲ့အရေးကြီးပါတာတွေဘယ်ကနေစင့်တက်လာတယ်ဘလို့အမြင့်ပြတ်သွားတယ်ဘလောက်ထိစူးစမ်းခဲ့ရတယ်ဒီအကြောင်းတွေပါအောင်မယ်နော်ရတာမင်းကြီးသူရဲ့ကောင်း၄ယောက်ဖြစ်တဲ့ဂျက်စတန်ငွေတွေယူငလုံးလက်ပဲ ဲ့ညောင်ဖီးတို့ကိုဘယ်လိုရှာဖွေခဲ့တယ်နောက်ပြီးကျွန်တော်တို့ပြဝီပြတ်တာဆိုတဲ့ညီကိုညောက်ကလည်းဘယ်ကနေဘယ်လိုရောက်လာတယ်ဘယ်လိုတွေ့သွားတယ်ဒီအကြောင်းအရာတွေအပြင်တခြားအနော်ဇာမင်းကြီးနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဒီဗီဒီယိုထဲမှာပြည့်ပြည့်စုံစုံသစ်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြဖို့ကျွန်တော်မြတ်တာရက်ခံပါတယ်အဲဒါဆိုရင်ကျွန်တော်တို့ရှင်းရှင်းဝေးပြောမနေတော့ဘူးကျွန်တော်ဗီဒီယိုလေးကိုပဲစလိုက်ကြအောင်ကျွန်တော်တို့အနော်ဇာမင်းကြီးအကြောင်းကိုမပြောခင်မှာအနော်ဇာမင်းကြီးအမြင့်ဖြတ်ချိန်မုန်းခဲ့တဲ့ အရေးကြီးပါတာတွေဘယ်လိုဆင့်သက်လာလဲဆိုတာကျွန်တော်တို့အရင်စပြောလိုက်ကြအောင်အရေးကြီးပါတာကကျွန်တော်ဗုဒ္ဓဘာသာကနေပဲဆင့်သက်လာတာဖြစ်ပါတယ်ကျွန်တော်တို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပြိနိဗ္ဗာန်ပြုပြီးတဲ့နောက်ပိုင်းမှာနှစ်တော်ကြာတဲ့ခါမှာတော့အိန္ဒိယမှာအပိုင်းနှစ်ပိုင်းကွဲသွားပါတယ်ကျွန်တော်တောင်ပိုင်းကတော့ဒိရဝါဒဗုဒ္ဓဘာသာဖြစ်ပြီးတော့မြောက်ပိုင်းကတော့မဟာယာနဗုဒ္ဓဘာသာဖြစ်ပါတယ်တောင်ပိုင်းလူတွေကလည်းဒိရဝါဒဗုဒ္ဓဘာသာဒိရဝါဒဗုဒ္ဓဘာသာကိုကျွန်တော်အကျဉ်းလေးအကျဉ်းလေးဆိုရေဘူးအားဖြင့်ကျွန်တော်နည်းနည်းလေးရှင်းပြပါမယ်ဒိရဝါဒဗုဒ္ဓဘာသာက ကျွန်တော်ဖေရမြတ်စွာဘုရားရှိခိုးတော်မကြီးချမှတ်ထားတဲ့လမ်းစဉ်ကျင့်စဉ်စီကံနေပေါ့ဝဏီစရတာတွေကိုတတိမသိလမ်းနာကျွန်တော်နဲ့ပါတာဗုဒ္ဓဘာသာဖြစ်ပါတယ်ဒါထေရဝါဒဗုဒ္ဓဘာသာဒီဘက်ကမဟာယာနဆိုတဲ့ဗုဒ္ဓဘာသာကြတော့မြတ်စွာဘုရားရဲ့အရှင်ရဲ့လမ်းစဉ်ကျင့်စဉ်နေအားလုံးမဟုတ်ဖဲနဲ့တစိမ့်တစ်ပိုင်းနဲ့ယူတယ်နောက်ပြသူတို့ကသူတို့ဘာကိုသူတို့ပြင်တဲ့နာတွေပြင်ထားတဲ့သူတို့လိုတဲ့ဟာလိုတယ်လို့ဆွဲသုံးထားတဲ့ဘာသာဖြစ်ပါတယ်ပေါ့အဲ့ဒါတော့မဟာယာနဗုဒ္ဓဘာသာပဲဖြစ်ပါတယ်အဲ့ဒီမဟာယာနဗုဒ္ဓဘာသာမှာဂန်းလေးတွေ ထက်ကွဲပါတယ်အဲ့ဒီထဲမှာတနေ့ထင်ရှားတဲ့ခိုင်းလေးရတော့ဝဇီယာနာခိုင်းဆိုပြီးတော့ကွဲပါတယ်အဲ့ဝဇီယာနာခိုင်းကကျွန်တော်ခုပြောနေတဲ့အရေးကြီးတွေကိုယ်ပဲတဲ့ခိုင်းပေါ့ဒီမာယနာတဲ့ရနဲ့ခွဲထွက်တာလည်းခိုင်းဒိဋ္ဌဝါဒမှာလည်းအဲ့လိုပဲခိုင်းခိုင်းရှိတယ်အဲ့ဒါကတော့တမန်တိယာခိုင်းတယ်သူကတော့ဒီလိုပါပဲဒီလိုလေးခွဲထွက်တာလည်းခိုင်းအဲ့ဝဇီယာနာခိုင်းအောင်မှာတန်ချစ်ဆိုတဲ့ခိုင်းလေးတစ်ခိုင်းထပ်ရှိပါတယ်ဒီအားလို့ဆိုရင်ကျွန်တော်ခိုင်းနေလဲပြောပြီးနေဆုံးတော့အဲ့ဒီအချိန်မှာကျွန်တော်ဒီမြန်မာနိုင်ငံဘက်ကလည်းတရိတ်ခိရိယာပြတ်သုံးပြီးတော့ပကံက ိုစတင်တည်ထောင်တဲ့ချိန်ဖြစ်ပါတယ်။နိုင်ငံနိုင်ငံပြည်ထောင်ပြီးတော့နောက်တနင်္ဂနွေစတင်တည်ထောင်တဲ့ချိန်မှာပြည်သူတွေကဘယ်သူကိုဆရာတင်လို့တရားမှမတည်ဘူး။ဘယ်သူကိုကိုယ်ပွင့်လို့ကိုယ်ပွင့်မှမပြီး။အောင်ဘယ်သူကိုအားကိုးလို့အားကိုးရမှမတည်။အဲ့လိုအချိန်ကြီးဖြစ်နေတဲ့အချိန်ပဲဖြစ်ပါတယ်။ အဲ့ဒီချိန်မှာဒီဝဇီယနာခန်းဝင်တွေကဒီမြန်မာနိုင်ငံကိုနှံ့ပြအများပြောက်ဝင်ရောက်လာတဲ့ချိန်ဖြစ်ပါတယ်။အဲ့လိုဝင်ရောက်ပြီးတဲ့နောက်မှာသူတို့ရဲ့ခန်းကိုစတင်တည်ထောင်ကြပါတယ်။သူတို့ရဲ့ခန်းကတော့အင်းရန်ခနဲ့လက်ဖွဲ့တွေလုပ်ပေးတယ်၊ပေရင်အသက်ပညာတွေတက်ကြွနဲ့ပေရင်နက်ခတ်တွေတက်ချမ်းနဲ့ပေါ့။အဲ့ဒီလိုနဲ့လူတွေအများပြောက်ဖို့သူတို့ကစီယုံခဲ့တယ်။ကျွန်တော်ရှေ့တော်ကလူတွေမပြောနဲ့ယခုခေတ်တောင်မှာပဲဒီလိုလက်ဖွဲ့အင်းရန်ခနဲ့တွေပေးရင်ပေရင်နဲ့မဲပြီးတော့ရရရတွေပေးရင်အားလုံးကလုပ်ကြတာပဲ။ရှေ့တော်ကဒီလိုတန်းပြပြပြီးတော့ပြန် နဲ့တည်ထောင်တဲ့အချိန်မှာဒီလိုမျိုးဖြစ်တာတော့ကျွန်တော်တို့စမ်းလိမ့်မယ်တော့မထင်ပါဘူးเนาะအဲဒီဆိုနဲ့လိုရဲ့ခံရတဖြည်းဖြည်းနဲ့ကြီးလာတယ်ပေါ့ဗျာအလို့ဆိုဒီလိုစီဝါရေးကောင်းခြင်းရော့လောက်ဖွဲ့လေးယူလိုက်ပေဇင်လေးရော့ရေရာလေးခြေလိုက်လူလူကလည်းတည့်ရတိုင်းပဲလေလူလူလေးနဲ့အဆင်ပြေသွားပြီဆိုရင်အလုံးယုံကြည်ကြတာပဲအဲ့လိုနဲ့တစတကကြီးထွားလာနေပြီးတော့အရေးကြီးပါတာဆိုပြီးတော့ဖြစ်လာကြပါတယ်အရေးကြီးတဲ့ကျင့်စဉ်ကတော့အလုံးလည်းကြားဖို့မှာပါရှင်ငုံ၃ခုမီးလုံ၁၀ခန့်အဲ့ဒီအကျင့်တွေပဲဖြစ်ပါတယ်လူရဲ့အကျင့်တွေကရေနဲ့မှာကြာကြာ ဟုံးနိုင်အောင်ကြိုးစားကြတယ်။နောက်ပြီးတော့နေဘူးကျတဲ့အိမ်မှာမိပြင်းပြန်လုံနဲ့အချင်းဝင်ကျင့်ကြတယ်။အဲ့ဒါကတောက်ကစတီးယားဆိုပြီးတော့သူတို့ကျင့်ကြတယ်။ပြင်းပြင်းမှန်မှန်ကျင့်ကြတယ်ပေါ့ဗျာ။သုံးနေကိုခုံနေကြော်တယ်ဆက်ခက်ကြတယ်ပေါ့။အဲ့ဒီတော့တဖြည်းဖြည်းကြီးလာတဲ့အခါမှာအကြီးရ3ချိတ်တပည့်က6000ရှိလာပါတယ်။အဲ့ဒီတပည့်တွေအကြီးကြီးတွေကလည်းတာမန်လူတွေတော့မဟုတ်ပါဘူး။သူတို့မှအသက်ပညာတွေတက်ကြပါတယ်။မြင်းစေးကိုလန်ထွန်းလို့ခါခုံတို့ကျွန်တော်တို့အသက်ပညာတွေအများကြီးတက်ထားတဲ့အဖွဲ့ကြီးပဲဖြစ်ပါတယ်။အဲ့ဒါပြီးတဲ့နောက်မှာအကြီးကြီးတွေအ ဆိုးဆုံးလို့အဆိုးဆုံးဆိုတာသူတို့အတွက်တော့အကောင်းဆုံးတော့ဖြစ်ပါလိမ့်မယ်ကျွန်တော်တို့အခုအမြင်အဆိုးဆုံးလို့ရှေ့တော့ကလည်းဆိုးတယ်လို့မြင်ကြမှမြင်နိုင်မယ်ဘာလို့လဲဆိုတော့သူတို့ရဲ့ဘာသာရေးမိုင်းကြီးတိုက်ထားတဲ့အတွက်အဲ့ဒါဆိုးလိမ့်မယ်လို့ထင်ကြမှာလဲထင်နိုင်မယ်ထင်တော့လဲထင်နိုင်မယ်ပေါ့ဗျာအခုမြင်ဆိုရင်တော့အရန်ဆိုးတယ်လို့ရတဲ့ခုလို့ပြောရမှာလားပဲအဲ့ဒါကတော့ကျွန်တော်တို့ချစ်သူနှုတ်ပေါ့မင်္ဂလာဆောင်တဲ့အခါမှာမင်္ဂလာဦးညဘို့ရေကြီးတွေထံအရင်ဆုံးသွားပို့ရတယ်ရေကြီးတွေရဲ့ထုံးစံသူတို့တို့တို့မီမင်္ဂလာဆောင်ပြီးတဲ့အချိန်မှာရေကြီးတွေထံ အရင်ဆုံးမင်္ဂလာဦးညကိုတွားရောက်ပို့တာရပါတယ်အဲ့လိုမင်္ဂလာဦးညကိုတွားရောက်ပို့တာပြီးတော့ရည်ကြီးတွေကလူကာမဆက်ဆက်တဲ့အခါမှာသူတို့အပြစ်တွေအားလုံးကြေတယ်ပေါ့ဗျာပြောရတော့မင်္ဂလာဆောင်နေဆိုတာအပြစ်ကြီးတစ်ခုအဲအဲ့လိုပေါ့အဲ့ဒီအပြစ်ကိုကြေကြရင်တော့နီလန်းရှိတယ်အဲ့ဒီနီလန်းကတော့ငါတို့စီကိုမင်္ဂလာဦးညတညာပို့ပေး ူတို့နဲ့ကာမဆက်ဆံလာရင်အဲ့ဒီအပြစ်တွေအားလုံးကျေသွားတယ်ဆိုတော့အယူဖို့ကျွန်တော်တို့ကတိမ်နှင်းထားတာပဲဖြစ်ပါတယ်အဲ့တော့သူတို့ကဘလို့ကြည်ကြော်ပြညာထားလဲဆိုတော့သူတို့သမီးငယ်တို့လက်ထပ်တော်မယ်လားဒီလောက်ရကလော်ဂီစီစဉ်ကိုယုံညံ့သိမ့်ပြန်တော့ဤဖြင့်ရယူခံစားခြင်းဖြစ်တယ်ပုံနဲ့မှပေါင်းတင်ခြင်းကမကောင်းသော အမှုကိုပြုခြင်းပင်ဖြစ်တယ်မကောင်းမှုကိုပြုသူတို့သည်ကန့်ဆိုးကြတော့မယ်ဒီလိုကန့်ဆိုးသူကိုကိုယ်တိုင်တော်၎င်းမိဘဆွေမျိုးများတော်၎င်းဂျိုးစည်းဝါပြည့်၍ကိုကျိုးနေကြတော့မယ်ဒါပေမ မဲ့မစိုးရင်နဲ့အဖြစ်ရှိပါတယ်မကောင်းတဲ့နေ့ဖြင့်လောကီစည်းစိမ်ကိုခံစားတော့မဲ့တသောသမီးသည်မိမိရဲ့ပန်းပန်းဖျားကိုကောင်းမှုအဖြစ်အလူပေးတော့ဒီလိုလူတန်းချင်းကိုဘုန်းရှင်ကန်ရှင်ယေကြည်သူတော်စင်တို့ကလက်ခံယူလိုက်မယ်ယေကြည်သူတော်စင်တို့နဲ့ဆက်ဆံသွားလာပြီးတော့ ထိုးဒရိုသမင်းသည်ကံကောင်းပါပြီမကောင်းမှုစည်းစိမ်ခံစားတော့မှ ပြစ်မရောက်တော့အခုတော့မဖြစ်တော့ဒီလိုသူတို့ကကြွေးကြော်ထားတယ်အဲ့လိုကြွေးကြော်တဲ့သူတို့ကပရမဇုံဒရိုသမီးကိုဆက်တာတဲ့ပွဲကိုသူကနာမည်လှလာလေးတော့ပေးထားတယ်ဗျအဲ့ဒီနာမည်ကတော့ပန်းဦးလို့ပူဇော်ပွဲတဲ့နာမည်လေးကလှတယ်ပန်းဦးလို့ပူဇော်ပွဲတဲ့ပန်းကောင်းပန်းညွန်နေကိုကုဆွပြီးစားတော့ကြတယ်အဲ့ဒီတော့တော့မင်္ဂလာဆောင်တစ်ခုလုံးတန်းသူတို့သမီးကိုသူတို့စီသွားပြီးဆက်တာကြတယ်ပေါ့နော်အဲ့ဒါကြီးကတော့အစင်လာတစ်ခုအနေနဲ့သူတို့ကကျင့် ုံလာခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်အရေးကြီးတယ်မှာကျင့်ဝတ်၅ပါးဆိုပြီးတော့ရှိကြတယ်ကျွန်တော်ထေရဝါဒဗုဒ္ဓဘာသာမှာလည်း၅ပါးသီလဆိုပြီးတော့ရှိကြတယ်သူတို့မှာလည်းကျင့်ဝတ်၅ပါးဆိုပြီးတော့ရှိကြတယ်အဲ့ဒီကျင့်ဝတ်ကတော့မတ္တတေယီတောက်ခြင်းမန္တတာငါအစာကျူခြင်းမစ္ဆယငါးမြားခြင်းမုဒ္ဒရလက်အနေထားအမျိုးမျိုးဖြင့်ကမ္မထံကျင့်ခြင်းမေထုနကမ္မကုံဆက်ဆံခြင်းများဖြစ်တယ်လို့ဆိုတာပါသူတို့ရဲ့ကျင့်သုံးရမယ်ကျင့်ဝတ်၅ပါးပါဗျာအဲ့၅ပါးကသူတို့ကျင့်သုံးရမယ်ပေါ့ဒီကျွန်တော်တို့ထေရဝါဒဗုဒ္ဓ ါတာနဲ့တော့မိုးနဲ့မြေရေနဲ့စီပေါ့ဗျအများကြီးကွာခြားတယ်သူတို့ကမကောင်းမှုကိုလှုပ်လှုပ်တာကကောင်းတယ်ပေါ့ဗျကျွန်တော်အဲ့ဒီချိန်မှာမေးစရာတစ်ခုရှိရတာတော့ထီတော်ဝါဒဗုဒ္ဓဘာသာတွေကိုမရှိဘူးလားလို့မေးကြနေမယ်ရှိကောင်းအောင်ရှိနိုင်ပါတယ်ဒါပေမဲ့အများနဲ့တယောက်ပုံစံမျိုးအများစုနဲ့အ ਨੇ စုဆိုတော့ပြောရင်လေဆိုးစင်ခံရနိုင်တယ်အဲ့ဒီခေတ်ကဘီယန်နီကိုရိုင်ကကိုအရေးကြီးတွေကိုပူဇော်တဲ့အနေထားဖြစ်တယ်ဆိုတော့ကျွန်တော်အ ਨੇ စုဖြစ်တဲ့ထီတော်ဝါဒဗုဒ္ဓဘာသာတွေကထားပြီးတော့ပြောရင်လေသူတို့မှဒုက္ခရောက်အောင်မယ်ပေါ့အဲ့ဒါကြောင့်မဲအာမ မတန်လို့မန်ရှော့ပြီးတော့ငြိမ်နေရတယ်လို့ပဲကျွန်တော်အထင်ပါတယ်။ပရိမတနာဆိုတဲ့ဗကန်နိုင်ငံတော်ကြီးနောင်တစ်ချိန်မှာဗုဒ္ဓဘာသာတရဏတော်ကြီးထုံကားမန်ဆိုတဲ့ဖြာထိတ်အကြောင်းလေးကိုကျွန်တော်အင်ဆက်ပေးသွားအောင်မယ်။မြစ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးရှေ့စဉ်အခါတုန်းကမြစ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးနဲ့ညီတော်အာနန္ဒာတို့တန့်ကြီးတော်ပေါ်မှာခဏခဏရက်သက်တရင်သုံးတော်မူကြပါတယ်။အဲ့ဒီအချိန်ခဏမှာပဲမြစ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကသမိုင်းဝင်ရှုခင်းတရက်ကိုမြင်တော်မူပါတယ်။တောင်ကဘာကြီးတစ်ခုပေါ်မှာပေါ့ပင်တစ်ပင် ရှိပါတယ်။ပေါ့ပင်ထိပ်ပြားမှာနားနေတဲ့ ဲ့ငွေပြိုင်းဖြူတကောင်ကြီးညူတကောင်ပေါ့ပင်ခါလမှာရှိတဲ့ခန်းခွာချားမှာရှာနှခွားနဲ့ဖွတ်တကောင်ပေါ့ပင်ရင်မှာရှိတဲ့ရေအိုင်ဆက်မှာဘားတကောင်ဝင်နေတာကိုတွေ့ရပါတယ်အဲ့ဒီလိုမြင်တော်မူတဲ့အခါမှာမြစ်စောပြည့်ချင်းကိုလည်းဒီကပြုံးတော်မူလိုက်ပါတယ်အဲ့ဒါနဲ့ဗုဒ္ဓရဲ့အပါမှာတပေါင်းမှမခွာပဲနဲ့လိုက်ပါတော်မူတဲ့အရှင်အနန္ဒာကရှင်တော်မြတ်ဗျာအเจ้าမြည်တို့ထုတဲ့ဖြင့်ပြုံးတော်မူပါတည်းလို့မိလျှောက်တော်မူခဲ့ပါတယ်အဲ့ဒါနဲ့မြစ်စောပြည့်ကချစ်တာအနန္ဒာငါဗျာပြိနိဗ္ဗာန်ဆန်တော်မူပြီး၆၅ 53ခုနှစ်ကြာတော့ဒီနီယာနအရိမဒနာပူရအမိရှိတဲ့နိုင်ငံတော်ကြီးတနိုင်ငံမော်ထွန်လိုက်မယ်ပောက်ပင်ဖြားမှာပြိုင်းဖြူနဲ့ကြီးညိုတို့ပြိုင်နာနေကြသည့်အသေးပံမှာအဲ့ဒီနိုင်ငံတော်၌အကျင့်သီလပြည့်စုံပြီးတော့အလူတနာပြုသောပုဂ္ဂိုလ်တို့ပေါများပါလိမ့်မယ်။တစ်ချိန်တည်းမှာပဲသီလပြတ်အကျင့်ပြတ်မာယံသောအယူဝါဒနဲ့ဒုတိယကျင့်စဉ်ပုဂ္ဂိုလ်များလည်းထုံကားလာနိုင်မယ်။ပောက်ပင်ကိုင်းကွာမှာရှာနှခွားနဲ့ဖွင့်တတော်ဝါရှိတာကြောင့်အဲ့ဒီနိုင်ငံပြည်သူပြည်သားတို့စကားမျိုးမျိုးပြောရတော့က ုံသွဲခြင်းမှုဖြင့်တမွဲသူများပေါ်များလိမ့်မယ်။သူတို့ကအမှန်ကန်သောစကားကိုဆို၍အချင်းချင်းသစ္စာပြည့်ဝခြင်းရှိကြလိမ့်မယ်။ပုပ်ပင်ရရှိရိုင်းစပ်မှာဘာတငယ်တကောင်ဝင့်နေခြင်းမှာနောက်ဆုံးနိုင်ပြီးသူတို့ဘဝသည်အချမ်းသာရစွာရှိလိမ့်မယ်လို့ဖြာထိတ်ပေးတော်မူခဲ့ပါတယ်။မြတ်စွာဘုရားဖြာထိတ်တော်ရာခြင်းပြအယူဝါဒအမှားတွေထွန်ကားလိမ့်မယ်ဆိုတဲ့ကြီးညိုတကောင်ပေါ်လာတာတော့အမှန်ပါလိမ့်။ကျွန်တော်ဒါပေမဲ့သေရဝါဒဘုံတာတရဏတော်ကြီးထွန်ကားဖို့အတွက်တော့အပြည့်စုံနေပါဦး။ဒီလိုနဲ့အရေးကြီးတရဏကပကံ နေပြီးတော့ကို၃ချိန်မြောက်တည်ခဲ့တဲ့တိုက်တိုင်မင်းခရစ်နှစ်926ခုနှစ်မှာ923လက်ထက်မှာတော့ပြပြန်စွာထွန်းကားလာခဲ့ပါတယ်ပကံမင်းဆက်12ဆက်မြောက်တိုက်တိုင်မင်းမှာမင်းဆက်40သဆက်မြောက်သုကရေမင်းတရားအထိနှစ်ပေါင်းရေသွက်လိုက်မယ်ဆိုရင်အရေးကြီးတာနာကနှစ်ပေါင်း900ခန်းပင်ရှိခဲ့ပါတယ်ဒီလိုနှစ်ပေါင်း900ခန်းအမြင့်တွယ်လာခဲ့တဲ့အရေးကြီးတာနာကိုအနော်ယထာမင်းတရားဘလူးမြစ်ဖြတ်မယ်ဆိုတာကတော့ကျွန်တော်ဗီဒီယိုလေးဆက်လက်ကြည့်ကြရအောင်ကျွန်တော်တို့အနော်ယထာမင်းကြောင့်မပြောမင်း ။နော်ဒါမင်းအရှိကမင်းဆက်လေးတွေအကြောင်းကိုနည်းနည်းလေးပြောလိုက်ကြရအောင်။နော်ဒါမင်းရဲ့ခမဲတော်ကတော့ကွမ်းစော့ချောင်းဖြူမင်းဖြစ်ပါတယ်။ကွမ်းစော့ချောင်းဖြူမင်းကအသက်58နှစ်ခရစ်နှစ်960ခုနှစ်မှာနန်းတက်ပြီးတော့39ဇက်မြောက်မင်းဖြစ်ပါတယ်။အဲ့ဒီကွမ်းစော့ချောင်းဖြူမင်းကပကံမင်းဆက်35ဇက်မြောက်တန်နတ်မင်းရဲ့သားတော်ဖြစ်ပါတယ်။အဲ့ဒီကွမ်းစော့ချောင်းဖြူမင်းရဲ့ခမဲတော်တန်နတ်မင်းကိုဆလင်ငွေကလှုပ်ချန်ခဲ့ပါတယ်။အဲ့ဒီလှုပ်လှုပ်ချန်လိုက်တဲ့အခါမှာတန်နတ်မင်းရဲ့မိဖုရားမှာတန်နတ်မင်းနဲ့ရတဲ့ကိုဝင်ရှိပါရှိ နေပါတယ်အဲ့ဒီလိုတန်မင်းကိုလှုပ်ချင်လိုက်တဲ့အခါမှာတန်မင်းရဲ့မိဖုရားကချောင်းဖြူရက်ကိုဖျက်ခဲ့ပါတယ်အဲ့ဒီချောင်းဖြူရက်မှာပဲတန်မင်းနဲ့ရတဲ့ကိုဝင်ကိုမွေးဖွားတာကြောင့်ကွမ်းစော်ချောင်းဖြူမင်းဆိုပြီးတော့ညီပေးခဲ့ပါတယ်အဲ့ဒီတန်မင်းကိုလှုပ်ချန်ခဲ့တဲ့ဆလင်းကခွေကိုတိန်ကိုမင်းကပြန်လည်လှုပ်ချန်ပြီးတော့တိန်ကိုမင်းကမင်းပြုခဲ့ပါတယ်အဲ့ဒီလိုနဲ့တိန်ကိုမင်းကသူ့တော်လာရတာဝါနံပါတ်နဲ့သူဖြစ်ပါတယ်တနေ့မှာတော့တော်လေထွက်ရင်တားကောင်ကိုတဲကြီးမဲကြီးလိုက်နေရာကနေပြီးတော့မှုမှတ်တွေနဲ့တိန်ကိုမင်းအဆက် ွက်ပြက်ပြီးတော့မျက်စိလည်းလမ်းမခဲ့ပါတယ်အဲဒီချိန်မှာမျက်စိလည်းလမ်းမပြီးတော့ပိုက်ကလည်းစားလမ်းလည်းပျောက်ဆိုတော့အပင်မန်းနေတဲ့အချိန်ဖြစ်တဲ့မှာအဲဒီလိုနဲ့လမ်းပြောင်းပြီးတော့ရှောင်းလာတဲ့အခါမှာတင်းကူမင်းကသခွားခင်းကြီးကိုတွန်းသွေးခဲ့ပါတယ်အဲဒီလိုနဲ့ဗိုက်စာစားနဲ့သခွားလေးတွေကိုစားနေခဲ့ပါတယ်အဲဒီလိုသခွားလေးတွေစားနေရကိုပိုင်ရှင်တောင်တို့ကြီးမြင်တဲ့အခါမှာတော့တောင်တို့ကြီးကလည်းစိတ်ဆက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ဆဲဆိုပြီးတော့အော်ဟစ်ပြီးတော့ပြောနေပါတယ်။ဟိုကလည်းတင်းကူမင်းကလည်းသူလမ်းပြောင်းလို့တာဒီလိုဘဝမျိုးရောက်ခဲ့ရတဲ့ဆိုပြီးတော့ငါကဖေးရဲ့ မယ်ဆိုပြီးတော့ပြန်လည်ပြောကြရင်းနဲ့တောင်သူကြီးကလည်းတင်းခုမေုံရိုက်ပါတယ်အဲ့ဒီလိုရိုက်နဲ့ပြီးတော့လက်လွန်သွားတာကြောင့်တင်းခုမေအိုင်နာမှာပဲနှက်ရဆန်ကန်တော်ကုန်ခဲ့ပါတယ်အဲ့ဒီလိုနဲ့မုံမတ်သူကလိုက်ရှာတဲ့ပြီးတော့ချင်းကြတဲ့ခါမှာမုံမတ်သူတွေ့သွားတဲ့ခါမှာတော့သူ့ရဲ့ဘရင်ဆုံးပါတာကြောင့်တည်လိုက်ရပါတယ်အဲ့ဒါကြောင့်ဒီတိုင်းနန်းတော်ကိုပြန်မယ်ဆိုရင်ကြီးလေးတဲ့ပြစ်ဒဏ်ကိုခံရမယ်ဆိုတာကြောင့်ဘရင်ကိုတက်တက်တရားခံကိုလိုက်ရှာခဲ့ပါတယ်ပထမတော့မတွေ့ပါဘူးနောက်ပိုင်းကျတော့ဘရင်ကိုတက်တက်သူကဘရင်ဖြစ်ခံရမယ်ဆိုပြီး ီးတော့ကျင်းပလိုက်ပါတယ်အဲ့တော့တန်တူကြီးကလည်းစမ်းတော့စမ်းတယ်ဗျတန်တူကြီးကပဲဘင်းဖြစ်ဖို့စာသားဘာလို့လားတော့မသိဘူးဗျအဲ့ဒီချိန်မှာတန်တူကြီးကဖွင့်ပြောလိုက်ပါတယ်သူတက်တဲ့ကြောင်းဒါပေမဲ့မူကြီးမရတော့ကနန်းတော်ကိုအတင်းခေါ်ပါတယ်ပြမတော့တန်တူကြီးကသူ့ရဲ့လယ်ကိုချစ်တဲ့အတွက်ကြောင့်သူဒီမှာပဲအေးသေးဆိုင်ပြိုး နေမယ်လိုက်ချင်မှုဆိုပြီးတော့ညင်းမှသေးတယ်နံပါတ်ကြောင့်မူမှန်တွေကချင်းလိုက်ချောင်းလိုက်ချော့လိုက်ပေါ့ချော့တာကတော့အဲ့လိုဆိုရင်ဘင်းတက်တဲ့မှုနဲ့ထောင်းချမယ်ဆိုပြီးပြောပါတယ်ချော့တာကတော့ဘင်းဖြစ်ရင်ဒီတကွဆိုတာတာမညာ ပဲရာခွက်တွေအများကြီးတို့လို့ရတယ်ဆိုတဲ့အနေနဲ့ပြောကြတာဖြစ်ပါတယ်ဒီလို6လိုက်6လိုက်နဲ့နန်းတော်ကိုပါသွားခဲ့ပါတယ်အဲ့ဒီလိုနဲ့မုံမလန်နဲ့ညောင်းစောရမင်းဘွဲခံပြီးတော့ပရင်ဖြစ်သွားခဲ့ပါတယ်အဲ့ဒီလိုနဲ့ညောင်းစောရမင်းကညီမသုံးယောက်ကိုမိဖုရားမြောက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာနော်ထမင်းရဲ့ခမဲတော် ကွမ်းစောကျောင်းဖြူမင်းကညောင်းစောရမင်းထံခါစားပြီးတော့ကွမ်းစောကွမ်းဆက်သူဖြစ်တာဝန်ပေးခြင်းခံရပါတယ် အဲ့ဒါနဲ့ညောင်းစောရမယ်နန်းတက်ပြီးတော့6နှစ်ကြာတဲ့အခါမှာတော့မြင်ကောင်းပေါ်မယ်ဆိုပြီးတော့ပြည်သူတွေကြားထဲမှာအတန်လေးထွက်လာပါတယ်။အဲ့ဒါနဲ့တနည်းနဲ့နဲ့စောစောမှာတော့ပြည်သူတွေအားလုံးကဒီနေ့ကမြင်ကောင်းပေါ်လိမ့်မယ်ဆိုပြီးတော့အိုးကြွကြွနဲ့အန်တော်ဘကိုရောက်လာတဲ့အချိန်မှာပဲကွန်းစော်ကြောင်းပြမင်းကတော့ခက်တောင်တောင်ရုပ်ရည်တန်တန်ပြင်းပြန်ပေါ့။တက်ကတော့ကြီးနေပါပြီ။အဲ့ဒီနေ့မှာပဲပုံမှန်အတိုင်းပဲမြင်းကိုစီးပြီးတော့နန်းဘက်ကိုထွက်လာခဲ့ပါတယ်။ ။လက်တီလိုထွက်လာတဲ့အခါမှာတန်းသူပြည်သားတွေရဲ့ရှေ့ကိုလည်းရောက်ပေါ်တန်းသူပြည်သားတွေကကွန်းစော့ကျောင်းဖြူမင်းရဲ့နာမည်ကိုအော်ပြီးတော့မင်းလောင်းဆိုပြီးတော့ပြောကြပါတယ်။အဲဒီလိုပြောတဲ့အခါမှာမြောင်းစွာမင်းကနောင်းဘော်ကနေပြီးတော့အောက်ကိုငုံကြည့်လိုက်တဲ့အခါမှာနောင်းဘော်ကနေပြုတ်ကျပြီးတော့နေပါဆန်ကန်တော့ကုန်သွားခဲ့ပါတယ်။အဲဒါလည်းကွန်းစော့ကျောင်းဖြူမင်းရဲ့မင်းဖြစ်ခြင်းနဲ့သာသာလို့ပဲပြောရမလား။ဒါမှမဟုတ်မြောင်းစွာမင်းရဲ့ကန်နိုင်မှုဆိုပဲပြောရမလားတော့မသိဘူး။အဲဒီလိုလည်းကွန်းစော့ကျောင်းဖြူမင်းကဘယင်ဖြစ်သွားခဲ့ပါတယ်။အဲဒီလိုကွန်းစော့ကျောင်းဖြူမင်း ပြင်ဖြစ်သွားတဲ့အခါမှာတော့ညောင်းစောရမင်းထားခဲ့တဲ့မြမ၃ယောက်ကိုဆက်လက်ပြီးတော့မိဖုရားတင်မြောက်ခဲ့ပါတယ်။အဲ့ဒီမိဖုရား၃ယောက်ထံမှာညောင်းပြင်မိဖုရားမှာကိုဝင်မရှိနေပါဘူး။တောင်ပြင်မိဖုရားမှာတော့တားတော်မင်းသားကြည်စုကိုကိုဝင်ကိုလနဲ့ကျန်ခဲ့ပါတယ်။အလယ်နားမိဖုရားမှာတော့တားတော်မင်းသားစုကသေးကိုကိုဝင်၆လနဲ့ကျန်ခဲ့ပါတယ်။အဲ့ဒီလိုနဲ့မင်းပြူလာပြီးရဲ့နောက်မှာကွန်ဆော့ကျောင်းဖြူမင်းနဲ့ညောင်းပြင်မိဖုရားတို့မှာအနော်တာမင်းစောကိုမွေးမဲ့ကိုဝင်လေးရှိလာပါတယ်။အဲ့ဒီလိုနဲ့ညောင်းပြင်မိဖုရားမှာကွန်ဆော့ ြောင်းပြုမဲနဲ့ရတဲ့ကိုဝင်လေးကိုမေးဖွားခဲ့ပါတယ် ကွမ်းဆောင်ကြောင့်ပြုမဲ့အသက်တော်88နဲ့နန်းတန်20မှာတော့မင်းသားကြည်စိုးနဲ့မင်းသားစုကသေးတို့ကကွမ်းဆောင်ကြောင့်ပြုမင်းကိုနန်းချခဲ့ပါနန်းချမုံကတော့မင်းသားကြည်စိုးနဲ့မင်းသားစုကသေးတို့ကငယ်ရွယ်တဲ့သူတွေဖြစ်ကြကြောင်းသက်ကြွတယ်ဖလန်ထိုးတာခုတ်မြင်းစီစတဲ့အသက်ပညာတွေနဲ့တက်မြောက်ထားပြီးတော့စစ်သွေးကြွနေတဲ့ညီကိုနှစ်ယောက်ဖြစ်ပါတယ်အဲဒါကြောင့်သူတို့ဘာကိုစမ်းသက်ရမယ်ဆိုတာကိုအပြင်းထန်လိုက်ရှာဖွေခဲ့ပါတယ်အဲဒီလိုရှာဖွေပြီးတဲ့နောက်နောက်ဆုံးမှာတော့မတို့ရဲ့ပထွေးတော်ဘင်းကြီးကိုနန်းချရင်ကောင်းမယ် ဲဆိုပြီးတော့ကြံထုတ်ခဲ့ပါတယ်။ငါတို့ရဲ့ပထွေးတော်ကြီးကအသက်လက်ကြီးပြီးငါလည်းနားသိပြီဆိုပြီးတော့တနည်းမှာတော့နန်းတော်ရဲ့အပြင်ပန်းကြောင်းတဲ့ကြောင်းကိုညီကိုနှစ်ယောက်ကခွန်သွားခဲ့ပါတယ်။အဲ့ဒါနဲ့ခွန်စော်ကြောင်းပြင်းပြင်းကိုကြောင်းကိုခွန်သွားပြီးတဲ့နောက်မှာကြောင်းရောက်တဲ့အခါမှာတော့ညီကိုနှစ်ယောက်ကနန်းတော်ကိုလွှဲအပ်ရန်ပြောကြပါတော့တယ်။နန်းတော်ကိုလွှဲအပ်ပါဂင်မာပဲတရားပါဝနာကျင့်ကြံမှာသင်္ကန်းစီပါဆိုပြီးတော့အတင်းချက်ပြောကြပါတော့တယ်။အဲ့ဒါနဲ့ခွန်စော်ကြောင်းပြင်းပြင်းနဲ့အသက်ရွယ်ကကြီးပြီးပြခုကန်ရန်လည်းသူ့အသက်ဆုံးရှုံးရမယ်ဆိုတာသိတဲ့အတွက် ကြောင့်အသာရပဲအဲ့ဒီမှာသင်္ကန်းစီပြီးတော့နားတော့ကိုလွတ်အပ်ခဲ့ပါတယ် အဲ့ဒီလိုညီကုန်းရောက်နန်းတော်ကိုပြန်လာတဲ့အခါမှာတော့ကွမ်းဆော့ချောင်းပြုံးမယ်တင်ငန်းစီးသွားပြီရာသက်ပန်တင်ငန်းစီးသွားပြီဆိုပြီးတော့ကျင်ညာပြီးတော့ဒူညီကုန်းရောက်တဲ့မှာအကိုတော်ဖြစ်သူမင်းသားကြီးစိုးကမင်းပြုတ်ခဲ့ပါတယ်မင်းသားကြီးစိုးကမဲလိုက်ရတာဝါနာပါတယ်လို့ဖြစ်ပါတယ်အဲ့ဒီလိုနဲ့တနည်းမှာတော့အမဲလိုက်ရင်တမင်တစ်ကောင်ကိုသွန်းသွေးပါတယ်အဲ့ဒီတမင်ကိုတစ်ဖက်မှာရှိတဲ့မုဆိုးကလည်းချောင်းနေတဲ့သူဖြစ်ပါတယ်အဲ့ဒီမုဆိုးကလည်းတားကောင်တစ်ကောင်မှမရသေးတဲ့အတွက်ဒီတမင်ကိုတဲကြီးမဲကြီးချောင်းနေရမှာဖြစ်ပါတယ်အဲ့ဒါနဲ့ခြေတံမကြအောင်တမင် န်နောက်ကိုလိုက်ပြီးတော့ဒူလီနဲ့ချိန်တဲ့အခါမှာဝက်ကကြီးစိုးမဲကလည်းအဲ့ဒီတမန်ကိုလိုက်ပါတယ်အဲ့ဒီချိန်မှာကြီးစိုးမဲလှုပ်လိုက်တဲ့အတန်းကြောင့်တမန်ကထွက်ပြေးသွားပါတော့တယ်အဲ့ဒါနဲ့မော်ဆိုးကလည်းငါးတောင်းကောင်ကိုဖျက်ရလိမ့်မလားဆိုပြီးတော့မင်းသားကြီးစိုးကိုအစိတ်လူတဲ့များနဲ့ပြန်ဝတ်တက်ကိုပြစ်ချလိုက်ပါအဲ့ဒီချိန်မှာပွဲချင်းပြီးကြီးစိုးမဲနဲ့ရဆန်ကန်တော့ကုန်ခဲ့ရပါတယ်အဲ့ဒီလိုကြီးစိုးမဲနဲ့ရဆန်ကန်တော့ကုန်ပြီးတဲ့နောက်မှာသူ့ရဲ့ညီတော်ဖြစ်တဲ့စုကရေမင်းကမင်းပြုတ်ခဲ့ပါတယ်အဲ့ဒီစုကရေမင်းမင်းပြုတ်တဲ့အခါမှာအနော်ထာကလည်း ချွေရောက်နေပါပြီ အဲ့ဒီလိုရွေရောက်လာတဲ့အတွက်ကြောင့်လည်းသူတို့1818ရက်ဆိုတဲ့အတ္တပညာရုပ်ကိုသင်ယူပါတယ်။နန်းချအဖေဝကြီးနဲ့လည်းမကြခဏသွားပြီးတော့တွေ့ပါတယ်။ဖေဝကြီးရဲ့ဆုံးမစကားကိုလည်းနားခံပါတယ်။နားယူပါတယ်မကြခဏလည်းအကြောင်းကိုသွားတွေ့ပါတယ်။နောက်ရထာကနိုင်ငံကြက်ကတိုင်းနန်းချဖေဝကြီးရဲ့သားဖြစ်တာကြောင့်နန်းတော်မှာအနိုင်ခံဘဝနဲ့နေခဲ့ရပါတယ်။ဦးမသွေးရဲ့နေနာကိုခံရတဲ့ခြားသူရဲ့အထင်မြင်သေးတာကိုလည်းခံရတဲ့သူပဲဖြစ်ပါတယ်။အဲ့ဒီကြားကမှသူတက်ချင်တဲ့ပညာလူလင်းတဲ့ က်ပညာတွေကိုသိခံပြီးတော့လေ့လာစစ်ဘူးခဲ့ပါ။နောက်ရထိုင်းအပေါ်ကဒီဖြစ်ပျက်ကနေစာမီပြောင်းနေလို့ပဲပြောရမယ်ဗျ။တနည်းတော့ခါမှာတော့စုကလင်းမင်းရဲ့ညီလာခံမှာနောက်ရထိုင်းမင်းစော့ကိုဒီလိုနှုတ်ဆက်လိုက်ပါတယ်။ဘဲနဲ့လည်းညီသားမောင်ပဲ။ကျန်ကျန်မမာရှိရလားဆိုပြီးတော့မေးလိုက်ပါတယ်။အဲဒီလိုမေးလိုက်တဲ့အခါမှာတော့မူမန့်တွေကနောက်ရထိုင်းမင်းစော့ကိုကြည့်ပြီးတော့ဝိုင်းပြီးတော့တဝဝတာနဲ့ဝိုင်းရဲကြပါတော့တယ်။အဲနဲ့အားလုံးပြီးတဲ့အခါမှာ ဆူဂရမင်ကတာဟင်ပြီအကြောင်းလေးပြောတယ်ဒါပေမဲ့အနော်တာမင်းစောရဲ့စိတ်ထဲမှာအဲ့ဒီခုနကဆူဂရမင်ပြောခဲ့တဲ့နှုတ်ဆက်ခဲ့တဲ့စကားကိုပဲသိချင်တဲ့စိတ်ကများနေပြောအကြောင်းဘာပြောလို့ပြောမှမသိချင်နေပါအရင်ညီလာခံတွေမှာအနော်တာမင်းစောကသူတိတက်တတိတဲ့စိတ်တပိုင်းကိုအမြဲတင်ပြလေးရှိသူပဲဖြစ်ပါတယ်ဒီညီလာခံမှာတော့တင်ပြဖို့နေနေသာသာသူ့ရဲ့အသွေးကဘာထဲမှာပဲရောက်ရှိနေပါတယ်အဲ့ဒီတော့ညီလာခံဆဲပြီးတော့ညီလာခံအလုံးပြီးသွားတဲ့နောက်မှာတော့အနော်တာမင်းစောကဘာမပြောညာမပြော နဲ့သူ့ရဲ့နန်းကြအဖေကိုရေးစီကိုမြေုံတုံးဆိုင်ကပြေးသွားပါတော့တယ်အဲဒီဆိုနဲ့နန်းကြအဖေကိုကြီးကသူ့သားတော့လော်တကြီးပြီးသားရကိုမြင်တော့ဘာဖြစ်တာလဲဆိုပြီးတော့စိုးချိန်တကြီးဖြစ်နေပါတယ်အဲဒါနဲ့တော့ဒါမဲ့ဆိုသူ့ထံရောက်လာတဲ့ခံမှာတော့ကွမ်ဆော့ဂျွန်ဖြူမင်းကဘာကြောင့်ရေးသေးတော့ပြနဲ့ရောက်လာတာလဲလို့မေးလိုက်ပါအဲဒီချိန်မှာတော့ဒါမဲ့ဆိုကစုကတိမင်းပြောခဲ့တဲ့စကားကိုပြန်လည်းပြောခဲ့ပါတယ်အဲဒီအသေးပဲကိုသူသိကျင်နေဆိုပြီးတော့သူ့ရဲ့နန်းကြအဖေကိုကြီးကိုပြောပါတယ်အဲဒါနဲ့နန်းကြအဖေကိုကြီးကစုကတိမင်းပြောတဲ့စကား ာကိုကြားပြီးတော့စင်မခွန်ဖြစ်သွားခဲ့ပါတယ်။ဒါတော့သိချင်တဲ့ဆိုရင်လည်းခမဲတော်ပြောပြပါမယ်ဆိုပြီးတော့ညီသားနောင်မယ်ဆိုတာကစုကရေမင်းကဒါတော်ရဲ့မိခင်ကိုတိမ့်ပိုက်လိုချင်တဲ့သဘောဖြစ်ပါတယ်။အဲဒါကြောင့်သူ့ရဲ့ညီတော်လည်းဟုတ်ဒါတော်လည်းဟုတ်တာကြောင့်ညီသားနောင်မယ်ဆိုပြီးတော့ခွန်လိုက်ရခြင်းဖြစ်ပါတယ်လို့သူရှင်းပြခဲ့ပါတယ်။အဲဒါနဲ့တော့ဒါမင်းဆောင်ကလည်းဘာမပြောညာမပြောနဲ့ဝန်ကနေဆိုပြီးတော့မြင့်စီကိုပြေးသွားခဲ့ပါတယ်။အဲဒါနဲ့ဗေဟိုကြီးကလည်းဒါမမယ်ဆိုပြီးတော့နောက်ကနေပြီးတော့ကြောကြောအော်ခေါ်နေပါတယ်။ဒါပြန်လာခဲ့ ဲ့ဒါတော့ပြန်လာခဲ့ဆိုပြီးတော့နောက်ဆုံးပဲခေါ်လိုက်တဲ့အတန်ကြောင့်သူ့ရဲ့ခမဲတော်ကိုတဲ့ကြည့်လိုက်ပါတယ်အဲ့ဒီချိန်မှာခမဲတော်ရဲ့မျက်နှာမှာမျက်ရည်တွေဖယ်ခိုင်းကျနေတာကြောင့်နာထမင်းစောသူ့ရဲ့ခမဲတော်စီပြန်သွားခဲ့ပါတယ်အဲ့နဲ့သူ့ရဲ့ခမဲတော်ကြီးကဒါတော့ဒီလိုလို့ရင်မာကြီးမာသွားလိမ့်မယ်ဒါတော့စိတ်ရှည်ရမယ်နှိခမ်းရမယ်ရှင်နေရရဲ့ကိုစောင့်ကြည့်ရမယ်ယခုနန်းတော်ကိုမပြန်နဲ့တော့ပုပ္ပရက်ကိုသွားပါပုပ္ပရက်ကိုသွားပြီးတော့ပုပ္ပရက်မှာလူစုပြီးမှသူ့ရဲ့အင်အားမျှမှ ပြန်လည်လာရောက်တိုက်ခိုက်ပါစ ဆိုပြီးတော့ခမဲတော်အကြံပေးခဲ့ပါတယ်အဲ့ဒါနဲ့နော်ဒါမဲဆိုကလည်းနေချာလေးစဉ်းစားပြီးတော့ခမဲတော်ရဲ့အကြံကိုခံယူတော်မူခဲ့ပါတယ်အဲ့လိုပြောပြီးတဲ့နောက်မှာသူကန်ဆောင်ခဲ့တဲ့လက်နက်ပစ္စည်းများကိုအနော်ထားကိုပေးခဲ့ပါတယ်အဲ့ဒါတွေကတော့ရေဒမာလန်တီလဝန္ဒာဗရမလက်ဆွန်နဲ့ဗရမဥရှောင်းဗရမလက်ဆွန်နဲ့ဗရမဥရှောင်းတွေပဲဖြစ်ပါတယ် အဲ့ဒီပစ္စည်းတွေယူပြီးတော့အနော်ရတာပူပါရက်ကိုထွက်ပြေးခဲ့ပါတယ်။အဲ့ဒီလိုနဲ့အနော်ထမင်းစောပူပါရက်ကိုထွက်ပြေးသွားတာကိုစုဂရမင်တည်တဲ့အခါမှာတော့အနော်ထရဲ့ခမဲတော်အိုကြီးကိုအကျေချုပ်ချမယ်ရော်ကိုလည်းအသမသိမ့်ပိုက်ပြီးတော့မိဖုရားတင်မြောက်ခဲ့ပါတယ်။နော်ထမင်းစောကလည်းပူပါမှာလူရန်စုခဲ့ပါတယ်။အဲ့ဒီလိုနဲ့တဖြည်းဖြည်းအင်အားကြီးလာတဲ့အခါမှာတော့ပကန်နေပြီးတော့ကိုချီတက်လာကြပါတယ်။အဲ့ဒီလိုနဲ့ပကန်နေပြီးတော့ရောက်တဲ့အခါမှာတော့မြို့ပြမှာပဲစကန်းချပြီးတော့စုဂရမင်ကိုတဝန်တာပေးဖို့ခဲ့ပါတယ်။အဲ့ဒါကတော့ စီဂျင်2မှလားပြေကိုပေးမှလားဆိုပြီးတော့ပြပို့ခဲ့ပါတယ်အဲဒါနဲ့ဆူဂရမင်းကလည်းညီတော်ကဒီလိုဆိုလာမှတော့နောင်တော့ဘက်ကလည်းအသိမှာပဲဆိုပြီးတော့စီဂျင်ထိုးကြပါတယ်အဲဒီလိုဆူဂရမင်းနဲ့နော်ဒါမင်းကိုစီဂျင်မထိုးမီမှာနော်ဒါမင်းကဒစ်စာဆိုခဲ့ပါတယ်ငါဒီအင်တန်ရွယ်တိသူတစ်ပါးရဲ့တာမယာကိုကိုတီလက်ရောက်မပြတ်မမကျွလွန်ခဲ့အင်မန်တော်ဒစ်စာစကားကြောင့်နောင်တော်ဆူဂရမင်းထိုးတော်လန်သည်ငါအာမထီပဲလွဲချော်စေတည်းနောင်တော်ဆူဂရမင်းသည် လင်းရှိမရဖြစ်သော ာရဲ့မဲတော်မိဖုရားကိုအဲ့မှာတိမ့်ပိုက်ချင်းဖြင့်သူတို့ဘာအင်ညာကိုကျွလုံခဲ့ပြီးအီမနောတစ္ဆာစကားကြောင့်ငါထိုးသောလန်သည်နောင်တော်စုကတိအားတက်တက်မမတ်စူးစေတည်းဆိုပြီးတော့တစ္ဆာဆိုခဲ့ပါတယ်အဲ့ဒါလေးပြီးတဲ့နောက်မှာတော့စီချင်းထိုးကြပါတယ်အဲ့ဒါနဲ့အနောတာနဲ့စုကတိမင်းတို့စီချင်းထိုးတဲ့အခါမှာစုကတိမင်းပြစ်လိုက်တဲ့လန်သည်အနောတာမင်းကိုမဆိုင်ပဲအနောတာမင်းပြစ်လိုက်တော့လန်ကစုကတိမင်းရဲ့အရင်ဘက်တက်တက်ကိုစိုက်သွားပြီးတော့စုကတိမင်းနဲ့ရဆန်းကန်တော်ကုန် ခဲ့ရရှာပါတော့တယ်အဲ့လိုစုကရမင်းရှုံးသွားပြီးတဲ့နောက်မှာအနာထမင်းကဘယ်မှမသွားပဲသူ့ရဲ့ခမဲတော်နန်းကြအဖေအိုကြီးထံကို အရင်ပြေးသွားခဲ့ပါတယ်အဲ့ဒါနဲ့နန်းကြအဖေအိုကြီးရောက်တဲ့အခါမှာတော့နှောရသားကနန်းကြအဖေအိုကြီးကိုနန်းတယံပြောကြပါတယ်အဲ့ဒါနဲ့ခမဲတော်ကြီးကလည်းအသက်ကကြီးလာပြီဖြစ်တာကြောင့်နှောရသားကိုပဲမင်းပြုစေလို့ချောင်းပြောပါတော့တယ်အဲ့ဒါနဲ့မင်းလုတဲ့အခါမှာလိုအပ်တဲ့အချက်တွေကိုခမဲတော်ကြီးကမှာကြားခဲ့ပါတယ်အဲ့ဒီတော့နှောရသားကလည်းပကံနိုင်ငံတော်ရဲ့ဘယင်ဖြစ်ဖြစ်လာခဲ့ပါတယ်အဲ့ ဲ့ဒီချိန်မှာတမ္ပတိပတိုင်းလို့ခေါ်တဲ့ပုဂံနိုင်ငံတော်ကြီးကမကြီးလာသေးပါဘူးကက်တာမန္တလေးမိထီလာကြောက်စဲစကိုင်းရမဲတဲ့ပကူမကွေးမင်းဘူးအဲ့ဒီနဲ့တဝိုက်ခံတာရှိပါသေးတယ်အဘဘကကြက်စင်းနေတဲ့နိုင်ငံဖြစ်တာကြောင့်လက်ရုံးရင်နှလုံးရင်ပြည့်တဲ့သူကိုလိုက်ရှာရပါဘယ်လိုရှာလဲဆိုတာကတော့ကျွန်တော်နောက်မှပြောလိုက်ကြအောင်ခုကဘရင်ဖြစ်ပြီဆိုတော့မိဖုရားတင်မြောက်ဖို့အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်အဲ့ဒါကြောင့်မိဖုရားတင်မြောက်တဲ့အကြောင်းလေးကိုအရင်ပြောလိုက်ကြအောင်အဲ့ဒီအချိန်မှာနော်တာမင်းကလည်းပကန်းသူတွေကို မြင့်တဲ့ဘုံမပေါ်ပါအဲ့ဒါကြောင့်မဲ့ဤဖြောက်တင်မြောက်ဖို့ရသတမန်အမတ်ကိုရှာခိုင်းပါတော့တယ်အဲ့ဒါနဲ့ရသတမန်အမတ်ကမင်းစိမအတိုင်းဝေဒာလီနိုင်ငံမှာမင်းဆက်ကလျာဏီမင်းသမီးလေးရှိချောင်း သူကဘလောက် ချောတယ်ဘလောက်လှတယ်ဆိုတဲ့အကြောင်းကိုပြောပြပါတယ်နော်ဒါမင်းကလည်းချောချောလှလှလေးဆိုတော့လိုချင်တာကတကြောင်သူရဲ့နိုင်ငံချင်းမိတ်ဆွေဖြစ်ချင်တာကတကြောင်အဲ့ဒီအကြောင်းတွေကြောင့်ဂျာဇတ်တမန်အမတ်ကိုဝေတာလီမြေကိုလွတ်စေပြီးတော့ပကန်နဲ့ဝေတာလီနှစ်နိုင်ငံပေါင်းစည်းရေးကိုဆောင်ရွက်စေခိုင်းလိုက်ပါတယ်အဲ့ဒီလိုနဲ့ဂျာဇတ်တမန်အမတ်တို့ဝေတာလီမြေကိုရောက်တဲ့အခါမှာတော့လက်ဆောင်ဗန္နာများဆက်တာပြီးတော့ဝေတာလီမင်းရဲ့သမီးတော်အင်ဆက်ကလေးရနေဖို့အနော်ထာမင်းကတောင်ညာဆန်ဒေဝီမိဖုရားကြီးအဖြစ်တင်မြောက်လို့ ြောင်းလျှောက်ထားခဲ့ပါတယ်ဝေသာနေမင်းကလည်းလက်ခံပါတယ်အလုပ်လဲဆိုတော့အဲ့ဒီခေတ်ကဘင်းရဲ့မိဖုရားဖြစ်ဖို့ဆိုတာလွယ်တဲ့အရာမဟုတ်တဲ့အတွက်ကြောင့်တောင်သာဆာမိဖုရားကြီးအဖြစ်တင်မြောက်မယ်ဆိုတော့လည်းသူ့ရဲ့သမီးတော်မိဖုရားဖြစ်ခွင့်ရတယ်ဆိုပြီးတော့လက်ခံခဲ့ပါတယ်အဲ့ဒါနဲ့ဝေသာနေမင်းကလည်းသူတို့ဒေတာမှထွက်တဲ့လက်ဆောင်နဲ့သူ့ရဲ့သမီးတော်သူ့ရဲ့သမီးတော်အပြုံနုနုထွက်ကလာမင်းသမီးလေးကိုဆက်တာစေခဲ့ပါတယ် အဲ့ဒါနဲ့ရသသမအမတ်ကပကန်းနေပြီးတော့ကိုခေါ်ဆောင်လာခဲ့ပါတယ်။အဲ့ဒီချိန်ကပကန်းပြင်းနဲ့ဝေတာနေပြည်တို့ကဝင်းလန်သောနေရာဒေတာများဖြစ်ကြပါတယ်။သောအတွင်တွင်တောင်းထက်ထန်တောတောင်တွေဖြစ်ပြီးတော့သွားရတဲ့ခီးလည်းဖြစ်ပါတယ်။အဲ့ဒီလိုသောထက်ထန်တောင်းတွေတွေဖြစ်လာတဲ့အခါမှာတော့အချိန်ကြာမြင့်စွာနေလာခဲ့တဲ့အခါမှာရသသမအမတ်နဲ့အင်ဇဂလန်နေမင်းသမီးတို့ချစ်ချိုက်သွားခဲ့ပါတယ်။ဒီနေရာမှာနည်းနည်းလေးကွဲလွဲမှုလေးတွေတော့ရှိပါတယ်။တချို့ကတော့ချစ်ချိုက်ခဲ့တယ်၊တချို့ကတော့အင်ဇဂလန်နေမင်းသမီးတွေကရသ တမန်အမတ်ကိုမြင့်ဆိုခဲ့တယ်ဒီလိုကွလမ်းမှုတွေရောရှိပါတယ်အချင်းနဲ့ဆက်မှာမတရားတာ မရှိဘူးဆိုတဲ့အတိုင်းပဲဒီလိုချာမြင့်စွာနေလာတဲ့အတွက်ကြောင့်ပုထုဇဉ်လူသားတွေဖြစ်တဲ့အတွက်ချစ်ချင်မိကြတာတော့စမ်းမယ်တော့မထင်ပါဘူးအဲ့ဒီလိုနဲ့လမ်းမှာအချွေရန်တွေကိုကြွားတွေမှာထားခဲ့ပါတယ်တယောက်ပြီးတယောက်တယောက်ပြီးတယောက်နောက်ဆုံးပုခံပြေကိုရောက်တဲ့အခါမှာတော့အချွေရန်နဲ့တယောက်မှပါလာခြင်းမရှိတော့ပါဘူးအဲ့ဒီလိုနဲ့အနာတာမင်းကြီးကလည်းဝေသားလေးပြေးမှပါလာတဲ့မင်းဆက်ကလျာဏီမင်းမင်းလေးကိုကြိုးဆိုပြီးတော့ပြပြတင်မြောက်ခဲ့ပါတယ် တယ်။အနာတာမင်းကြီးကလည်းကလာမင်းသမီးလေးချောချောလေးဆိုတော့အလွန်ပဲချစ်ခင်နှင့်သက်ပါတယ်။အဲဒီလိုမိဖုရားတင်မြောင်းပြီးတောင်ညာဇန်ဒေဝီမိဖုရားဖြင့်ဆက်လက်တင်မြောင်းမဲ့အချိန်မှာတော့ရာဇသမန်အမတ်ကမဆားရတဲ့အမဲဒင်းနဲ့ပတ်တယ်လို့ပြည်ဆက်ကလန်နီမင်းသမီးလေးကဝေသာလီမင်းရဲ့သမီးတော်မဟုတ်ကြောင်းသူကတာမန်ရဲ့သူတယောက်သာဖြစ်ကြောင်းအဲဒါကြောင့်မို့အချွေအန်တင်ပင်းနေမပါလာတာဆိုပြီးတော့အနော်တာမင်းကြီးတန်ရှောက်တင်ပါတယ်။အဲဒီအချိန်မှာအနော်တာမင်းကြီးကလည်းလွယ်လွယ်ယုံနေလို့ပဲပြောရမလားဒါမှမဟုတ်တစုံတယောက်ကမှမ မေးတော့ပဲရဇသမအမတ်ရဲ့စကားကိုယုံကြည်လိုက်တယ်လို့ပဲပြောရမလားလွယ်လွယ်ယုံတဲ့သူပဲပြောရမလားတော့မသိဘူးအဲ့ဒီလိုရဇသမအမတ်ချုပ်တင်လိုက်တဲ့အခါမှာတော့အနာထမင်းကြီးကမဇ္ဇဂရဏီမင်းမင်းလေးကိုတောင်ညာဇန်သေးပြီးမိဖုရားဖြစ်မတင်မြောက်တော့ပဲပရိမာယံကိုပို့လွတ်စေခဲ့ပါတယ်အဲ့ဒီလိုပို့လွတ်လိုက်တဲ့အချိန်မှာမဇ္ဇဂရဏီမင်းမင်းလေးမှာနာထမင်းနဲ့ရတဲ့အကိုဝင်လေးပါသွားခဲ့ပါတယ်အဲ့ဒီလိုနဲ့နှာကြလာတဲ့အခါမှာတော့မဇ္ဇဂရဏီမင်းမင်းလေးကကျန်စစ်သားဆိုတဲ့သားတော်လေးကို ဖွားမြင်ခဲ့ပါတယ်။အဲဒီတော့နဲ့သူ့ရဲ့သားလေးအရွယ်ရောက်လာတဲ့အခါမှာတော့နတ်ထိုးဓာခုမြင်စီစတဲ့တက်ပညာတွေကိုသင်ကြားခဲ့ပါတယ်။ပြည်တဲ့နောက်မှာသူကအဲဒီအရက်မှာလမ်းသင်ချားတဲ့သူဖြစ်လာပါတယ်။အဲဒီတော့နဲ့လူစွမ်းကောင်းလေးပေါ်လာခဲ့တာပဲဖြစ်ပါတယ်။အဲဒီအရက်ကတော့ ठी လိုင်းအရက်ဖြစ်ပါတယ်။အဲဒီ ठी လိုင်းရောက်ကိုမိုးပြူပြီးတော့ ठी လိုင်းရှင်လို့လည်းသူကသင်ချားကြော်ကြားခဲ့ပါတယ်။အဲဒီတော့နဲ့တိုင်းသူပြည်သားတွေကလည်းအဲ့လိုသင်ချားကြော်ကြားတဲ့လူပေါ်လာပြီဆိုရင်မင်းနောင်ပေါ်တယ်လို့ဆိုပြီးတော့ပြောကြပါတယ်။အဲဒီတော့မင်းနောင်ပေါ်တယ်လို့ ို့ပြောတဲ့ဟာလည်းအတိတ်ပဲရှိပါတယ်တချို့ကမနာလိုတဲ့သူဆိုရင်အဲ့ဒီခေတ်ကမင်းအောင်ပေါ်တယ်ဆိုရင်ဘယင်တွေက သူတို့ရဲ့နာစီစိန်ကိုလူမာဆိုလို့အပြစ်ရှင်းကြတာများပါတယ်ပြည်ပြန်မှတီးခံပြီးတော့ထူးမွေထားရဆိုတာမရှိပါဘူးအဲ့ဒါနဲ့အဲ့ဒီလိုမင်းအောင်ပေါ်တာမင်းအောင်ပေါ်တယ်ဆိုပြီးတော့တတင်းကြီးကကြည်ကြဲပြန့်ပြန့်ထွက်လာပြီးတော့နောက်ဆုံးအနော်ဒါမင်းတရားထံရောက်သွားခဲ့ပါတယ်အဲ့ဒီလိုမင်းအောင်ပေါ်တာနဲ့ပတ်သက်ပြီးတော့တချို့ကလည်းအနော်ဒါမင်းကမင်းအောင်ပေါ်တာနဲ့ပတ်သက်ပြီးတော့ကိုဝင်းဆောင်တဲ့လူငယ်လူရွယ်တွေအများကြီးတက်ဖြတ် ်ခဲ့တယ်ဆိုပြီးတော့တင်ပြကြတာရှိပါတယ်အဲ့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ not video လေးမှာ part 2လေးမှာဆက်လက်တင်ပြပေးပါမယ်နောက်ဒါမှမဟုတ်တကယ်ပဲလူငယ်လူရွယ်တွေကိုယ်ဝန်ဆောင်တဲ့တွေကိုတက်ဖြတ်ခဲ့တာလားဒါမှမဟုတ်ပဲတည်မှာပဲလားအကြောင်းအရာတွေနဲ့နောက်ပြီးတော့သူရဲ့ကောင်း၄ယောက်ကိုဘလို့ဆူဆီးခဲ့တာလဲဖြတ်ဝိနဲ့ပြတ်တာကဘလို့ပေါ်လာခဲ့တာလဲဆိုတော့ဒုတိယပိုင်းလေးမှာကျွန်တော်ဆက်လက်တင်ပြပေးသွားပါမယ်အဲ့ဒါကြောင့်ဒီအကြောင်းအရာတွေကိုဆက်လက်သိရှိခြင်းနဲ့ဆိုတော့ကျွန်တော် channel လေးကို subscribe လေးပြုလုပ်ပေးထားကြဖို့ကျွန်တော်မျှ တာရက်ခံအပါတယ်ပြီးတော့အတင်းတက်တဲ့တင်တိုင်းတီးဖို့ဆိုရင်လည်းကျွန်တော်တို့ဘီနာကနော်ဒီခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့ကျွန်တော်ပြောကြားလိုပါတယ်ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ဒုတိယပိုင်းနေ့မှာပြန်လည်ဆုံတွေ့ကြပါမယ်